ရောအကောင်လေးတောင်းပါလားအော်မတောင်းပါဘူးရှင်ရေခဲအကောင်လေးတွေမမွေးနိုင်လို့ခစ်ချစ်တဲ့အကောင်လေးဘဲလေးတော့ချစ်တယ်အင်းကြီးလေးနော်ဟုတ်တယ်အင်းကြီးလေးနော်အထီးနဲ့အမနဲ့မားသွားရဆိုပါလေကြောက်ပါလေခင်ဗျာကြောက်ပါငါမလုပ်တော့ဘူးမမေကိုပိုကြောက်တယ်မမေကအော်ရင်လည်းအကျယ်ကြီးပဲမမေအော်ရင်ခက်ငိုတယ်အော်လည်းစကားရရမမေပြောနေလားလားအော်စကားရရတဲ့နည်းနည်းတော့ကျဲမှာ shooting အတွက်ခေတ်ကအလားဆုံးပြင်ထားပါတော့เนาะဒီဝက်ဆာလေးလေးခေတ်က simple ဖြစ်ဖြစ်လေးပဲဝတ်ထားတာပေါ့ဘာဖြစ်လို့လဲဆိုတော့ခေတ်လဝေးရဏလေးစင်ပြီးမှလည်းဆိုရလေဟုတ်ပါမတပါရရှင်ခေကိုအခုလိုမျိုးပြန်ပြီးတော့ဖြေးပြီးရတော့ဟုတ်ကဲ့မထင်ထားမိဘူးပေါ့နော်ကိုမိုင်းကပြန်ဖြေးထားပေးမယ်ဆိုတာဟုတ်တယ်တွေ့ရပျော်တယ်ဘူးရောဒီမှာတွေ့ရပါလား ဟိုအပြစ်မှာတွေ့ဘူးရဲ့ကဲတခါမမင်နဲ့ရှူတင်လိုက်သွားနေဝါခဲတခါတွေ့ဘူးပါအဲ့ဒီတော့ဘာမှမပြောခဲ့ရအောင်ဘူးဟုတ်အဲ့တော့ကတော့ခဲဘာမှတော့မပြောခဲ့လိုက်ရအောင်ဟုတ်ဓာတ်ပုံလေးပဲအမှတ်တရခဲ့ခဲ့ပါရှင့်ဘာပြောမလဲဆိုအရင်ထူ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 တော့မဟုတ်လားဘူးပေါ့နော်ဒီတိုင်းဟာဘယ်လိုပြောအများကြီးတော့ပြောပြရတော့မရှိပါဘူးပေါ့ထပ်ပြီးတော့နှုတ်ဆက်ပါဖြစ်နေတယ်ပြောဦးပါလားအမပြောတော့ပါဘူးကိုကြီးကတော့ကောင်းလေးတောင်းပါလား ။အော်မတောင်းပါဘူးရှင်။အကောင်လေးတွေမမွေးနိုင်လို့။ချစ်ချစ်တဲ့ကောင်လေးဘဲလေးရောချစ်တယ်။အင်းကြီးလေးနဲ့။ဟုတ်တယ်အင်းကြီးလေးနဲ့ဟုတ်အထီးနဲ့အမနဲ့မားသွားရဆိုတာလေ။ခွေးလေးပဲပူစားပူရဲ။ဒါပေမဲ့မမေကပေးမမွေးဘူးပေါ့နော်။အလုံးရှုပ်လို့ရဲ။ဒါပေမဲ့အဲ့လိုမျိုးကြီးဆိုရင်တော့တဘောမကြောက်ဘူး။မမေကြားရတယ်ပေါ့ဒီကောင်ဟုတ်ကြောက်ရတယ်ဆက်ကနေပဲပြောပါပေါ့နော်မဲလို့ခွေးဝယ်ပြီးလို့ခွေးလေးလိုချင်နေပေါ့မဲမဝယ်ပေးဘူးတဲ့နင်တို့လည်းထိနေတာမဟုတ်ဘူးတဲ့ မမေကစီကန်ကြီးရယ်မမေကကျတော့စီကန်ကြီးရမျိုးတော့မဟုတ်ဘူးပေါ့နော်တက်တက်ရက်ရက်နေတက်တက်ဟိုသူမျိုးဆိုတော့လေအမြဲတမ်းအခန်းနေအဲခဲနေအိမ်ခုလုံးကမမေတက်ရှင်းလုံးရင်အမြဲကြည်လင်ရှင်းတောက်နေတာပေါ့အဲ့လိုမျိုးပါမမေကမမေကိုကိုကြောက်တယ်မလို့တော့ကိုကြောက်တယ်မမေကတော့ပြောတော့မှာပဲဟုတ်မမေကအော်ရင်လည်းအကျေကြီးပဲမမေအော်ရင်ခက်ငိုတယ်အဲ့လေစကားရတာမမေကပြောလို့လားအော်စကားရတဲ့အထက်နည်းနည်းတော့ကျဲမှာ အမြန်ငိုရဲမမဲအဲ့လိုအဲ့လိုမျိုးခေတ်ကိုဟိုဟာဗာလဲအော်ရင်လူကြိုက်မှာလို့လဲငိုရဲအော်အော်ဘူးလားအော်ဘူးရဲ့ ချိန်မတိကြတာတွေပြီးရင်ဟိုနောက်ကြရပြီးလူကြီးတွေကိုပေါ့နော်မနှုတ်ဆက်တာရေရှကိုရှက်ကန်ဖြစ်တာရေဆိုရင်မကြိုက်ဘူးပေါ့နော်အဲ့အချက်လေးတွေကိုတော့ခင်ဗျပြေးသေးခြင်းနဲ့ဒါမှကြိုက်တာလည်းနည်းနည်းများပါတယ်။ဟိုတစ်ခါတလေဆိုရင်ခင်ဗျာမမေနဲ့မတိုင်မမေနဲ့ကိုယ့်အကိုလက်ခံတတ်တာလေးရှိရဲ့အဲ့ဆိုမမေခင်ကိုစူရောတော်ပြန်ငါတို့ဘာမှလည်းမလုပ်ပေးဘူးလေနင်ရောနင်ပဲလုပ်တယ်အဲ့လိုမျိုးပြောပြောရတော့ရှိပါရဲ့ဒါပေမဲ့အခုကကြတော့မမေနဲ့တိုင်မြင်တာပေါ့နော် ါမယ်စူပြီးသွားပြီဆိုတော့အကုန်ပြောပြရတယ်ဟိုကွာကူလုံးလို့မရဘူးပေါ့နော်မမေကအဲ့လိုမျိုးဆိုခွင့်မပြုဘူး